ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာ channel လေးကနေစေဝင်စားပွဲတဲ့တဲ့ရင်ဘူးကမီရောက်ဖြည့်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါ ကြောက်ရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်ကိုလိုနီကလောကတော်တွင်ဒီနေရာမှာအချိန်ကာလအပြောင်းအလဲဖြစ်တတ်သောတောင်ကုန်းတစ်ခုလိုမြည်ရတဲ့စေဝင်စားပွဲထူးခြားဆန်းကျဲတဲ့တဲ့ရင်ဘူး ကမ္ဘီယဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနှောစင်အော်ပေးကြပါအောင်ခမောတခဏနဲ့နှစ်ပေါင်း20ခရစ်နှစ်1929ခုနှစ်မြန်မာတနိုင်ငံလုံးဗြိတိရှ်ကိုလိုနီနေဂျာတို့ရဲ့လက်အောက်ကိုကျရောက်နေသောအခါသမယဟေးငါတိမျက်နာမသာမယဖြစ်လာပုံထောက်တော့ ောင်စနီမိစိနဲ့ရံဖြစ်ခဲ့ကြမိထင်တယ်။ဦးဆိုင်ရဲ့မိကိုငတိကအဖြေပြန်မပေးနိုင်မေးကိုကိုပင်ရေအောင်မပြုတ်လောက်ထားတဲ့ကိုပြည့်ကြီးဘော်ကိုချိတ်ပြက်လက်ပြက်ဝင်းရောက်ထိုင်ချလိုက်တယ်။တစက်ထဲမှာပင်တပြင်းပူကြီးကိုစူးဝေးစွားနဲ့မှုတ်ထုတ်လိုက်ပါတယ်။ဒေါသစိတ်ရဲ့ပြီးစီးမှုကြောင့်အိမ်မတလက်ဆက်ရှောက်လန်းလာခဲ့တော့ငတိတယောက်စကားပြန်ပြောဖို့နေနေသတော်အမောတော်မှပြေနိုင်သေးပါဒါကိုဥဆန်ကရိမ်မိတယ်။ မောင်ကြီးရတာမတတ်မတာရှိလိုက်တာကွာယော့ယော့ရေတော့လိုက်ဦးဦးဇံကအနီးမှာရှိတဲ့ရေဝုစင်မှာရေတစ်ခွက်ကိုခက်ပြီးလှမ်းပေးလိုက်တယ်ငတိအကြောင်းကိုဦးဇံဖို့တီဝရဲချင်းတမ်းဖို့အတွင်တီအစင်တီဦးဇံပေးလိုက်တဲ့ရေခွက်ကိုငတိကဆွဲယူပြီးတရှိန်ထိုးမော်ချလိုက်တယ်အမောပြေသွားတော့လေရင်ထဲမှာရှိနေတဲ့ဒေါသအဆိုင်ခေကတော့ငတိမပြေနိုင်သေးပါအခုလိုဖြစ်လာတိုင်းငတိရဲ့နာခိုရာကဦးဇံရဲ့ ကုံစုံဆိုင်သာဖြစ်ပါတယ်။ဦးဆိုင်ရဲ့ကုံစုံဆိုင်ကလောက်ကားတရွာလုံးကင်းလို့မရတဲ့ဆိုင်ဖြစ်တယ်လို့အကျွေးစနစ်နဲ့ပါရောင်းချပေးတာကြောင့်အာကူအထားအမြဲပြုနေရတဲ့ဆိုင်လေးဖြစ်ပါတယ်။စီပွားရေးလက်မြင့်နဲ့ဦးဆိုင်ကသူ့ရဲ့ဆိုင်လေးကိုလောက်ကားဘူတာယုံနီးမှာဖွင့်လှစ်ထားတော့စာတော့ကိုလူသုံးကိုစိုက်ပျိုးရေးဝိမှုရေးနဲ့ပတ်သက်တဲ့ပစ္စည်းများကိုတမကတိုလီမိုလီဆုံးလိုချင်တာအကုန်ရောက်စီမံပေးထားပါတယ်။ထုံမြတာမကတော့ ထမင်းဆိုင်နဲ့ကဖီးကိုပါတွဲဖက်ရောင်းချပေးတယ်။နေဝင်ရင်သွေးတောင်းလို့တစ်ခွက်တစ်ဖလားသုံးဆောင်တက်ပါလေဆိုတော့လူကြီးလူငယ်များတို့လည်းလိုင်းစင်မဲ့ပလင်းလေးများကိုပါတူတူတိတ်ရောင်းချပေးပါသေးတယ်။တကြောင်လောကရွာလေးကိုရောက်လာတော့မင်းမူတန်းစာရေးစာကြီးများနဲ့ဂုံတယ်ပွဲစားပါမကြံဦးဆန်ရဲ့ဆိုင်ကို မပတ်သက်ဖူးသူလို့မရှိပါဦးဆန်ကလည်းသူ့ရဲ့ဆိုင်ကိုကြောက်နတ်စွာခင်ကျင်ထားတယ်။ ပြည်သူ့အစိုးရရဲ့အရာရှိကြီးငယ်များဝင်ထွက်စတဲ့ချတဲ့အတွက်သူရဲ့ဆိုင်တွင်ပေါင်းဗီတိုရီးယားဘုရင်မကြီးရဲ့စတမမြောင်ကျော်ဘုရင်မင်းမြတ်ရဲ့ရုပ်ပုံကားနှစ်ချက်ကိုဆိုင်ရဲ့အတွင်ဝယ်ရမောင်းခန်းနာစွာရှင်းပြီးတော့တန်စာဆင်ထားပါတယ်။ဒါရီမကားသိဆိုင်ရှိမှရှိတဲ့ကိုကိုဘုရင်အောင်ပါလေကိုပြက်တစ်ခုလုပ်ပြီးတော့ရေဟိုစင်တေကောင်ဘူတာတွင်ကိုဝင်ထွက်သွားလာကြတဲ့ရွာကနေခီးသွားများတွေနောက်ခုရဖြစ် စီမံထားပြီးပါသေးတယ်။ဒါကြောင့်လည်းဦးဆိုင်ရဲ့ဆိုင်လေးကလော်ကားရွာလေးရဲ့ဦးဆိုင်ရထားနောက်ဖြစ်နေခြင်းဖြစ်ပါတယ်။မှန်ပါတယ်။တကယ်လည်းဦးဆိုင်ရဲ့ကိုယ်စုံဆိုင်ဟောင်းရွာကန်လူပေါင်းရဲ့နောက်ခွေရနေရာတစ်ခုပါ။ယခုလည်းငထီးတယောက်သူ့မိမနဲ့ကတော့ကစားဖြစ်ပြီးရောက်လာခဲ့ပြန်ပါပြီ။ဟာထုံးစံတိုင်းပေါ်ဦးကြီးဆန်ရဦးကြီးတို့မကကျွန်တော်ဆိုဘယ်လိုအပြစ်ပြောရမလဲဆိုတော့ကိုအမြင်စဉ်းစားနေတာဗျ။ စိတ်ပြက်လက်ပြက်မူရနဲ့ပြောလိုက်တော့ငတိရဲ့စကားကြောင့်ဥစ္စံပြုံးလိုက်ပါတယ်အကြောင်းပဲမဟုတ် အရင်စစ်တော့ငတိရဲ့အပြစ်ကခံများများရေပါစိုးပေါ်အောင်กว่าဖြစ်ပုံကဥစ္စံကငတိကိုစကားထောက်ပြလိုက်တယ်ငတိကလည်းမတီးပဲနဲ့ညည်ကျင်နေတဲ့သူဒီတော့လေကျွန်တော်ကိုငခွေးကသူ့အိမ်မှာအိမ်သာချင်းတူလို့ကူတူပေးပါဆိုပြီးအကူကြီးတောင်းတယ် တော့မောင်သနီးကပူညာပူညာလောက်တယ်ဆိုပါတော့ဒီလိုလည်းမဟုတ်ဘူးဦးကြည်ဆန်ရငတိရဲ့စကားကဝေလေကြောင်ပဲဦးဆန်တော့စိတ်မရှိခြင်းဘယ်လိုလဲမောင်ရငခွေးကဆက်ပြီးတော့အကူကြီးတောင်းတာနဲ့ခြံစည်းရိုးလေးပါဆက်ပြီးတော့ကာပေးမိပါတယ်မိစိန်ကငခွေးခိုင်းတော့ကိုတလောက်လောအောင်လာဆိုပြီးမူးမီးလောင်နေတာလေအခုတတိကမှပြီးနိုင်တော့ဘူးဗျငတိရဲ့စကားဆုံးတာနဲ့ဦးဆန်တယောက်ခွတ်ထုတ်ခွက်လက်နဲ့ ရီမော်လိုက်ပါတယ်။ဦးဆန်းရဲ့မူရဝကြည့်ပြီးငတိကကြောင်တောင်တဖြစ်သွားတယ်။ကျွန်တော်စကားမှာရီစီယာဘာမျှပါလို့လဲဦးကြည်ဆန်းရဲ့။ငတိကအထစ်တလက်မူရနဲ့မိခွန်းထုတ်လိုက်တယ်။ငတိဟာမောင်အလောက်ရိုးလို့အလို့မောင်မိမနဲ့ကနာကနာပြဿနာတက်နေတာပေါ့။မိစိန်ကမောင်ထင်းသလောက်သဘောမဆိုးပါဘူး။တကယ်ဆိုမှအဓိကလက်သက်ကငခွေးပဲ။ငခွေးဆိုတဲ့ကောင်က သူများကိုမြောက်ပင်မိခိုင်းတဲ့နေရာမှာတော့ပြိုင်ဆန်ရှာပဲဥဇံရဲ့စကားကမှမပါငခွေးကအော်ဝဇွင်းရှင်နေလူကြီးလေတဲ့သူတို့အကျိုးမရှိရင်ဘာကောမှမလုပ်တဲ့သူဒါကိုလော်ကားတရားလုံးသိပါတယ်မသိတဲ့သူကငတိတယောက်ထဲသားဖြစ်တယ်ဒါကလည်းသူတို့ဘာပေါ်ကိုကြီးတတ်တဲ့ငတိရဲ့စိတ်တဘောကြောင့်ဖြစ်ပါတယ်ငတိရဲ့ညင်းကသူတို့ဘာရဲ့ခိုင်းစင်မှုကိုညဉ့်ညံ့မှုမရှိပဲအမြဲတမ်းအကူအညီပေးလေရှိတဲ့သူ ဒါကငတိရဲ့ကောင်းကွယ်ဒါပေမဲ့ငတိရဲ့အားနည်းချက်ကသူမိသားစုအတွက်အလုံးလုံးရန်ကိုတော့အလွင်ပြင်လာပါလိမ့်အဲဒါကိုလှော်ကားတရွာလုံးအသည်ငတိမောင်လင်းမီများစွာရှိရင်တော်တော်ဖြည်းဖြည်းစီစီမလုပ်တဲ့အတွက်သူရဲ့လင်းများက ဖုံးစိုးမြေလိုဖြစ်နေပါလိမ့်ဒါကြောင့်နှစ်တိုင်းနှစ်တိုင်းဒီနံအထွက်နေပါလိမ့်ဒါကြောင့်ငတိရဲ့ဘဝကရရဆဆဝါသနာတို့ပေါင်းသိမ်းမြတ်နဲ့ရွာတကာလက်တော်လက်ထွက် အချင်းပြေလိုလို့ ဟူဆိုင်ရဲ့ဆိုင်ကိုသွားပြီးဝိုင်းဖွဲ့စကားပြောနေရရင်ငတိဖို့တမေမေဟိမေအဲ့ဒီအချိန်လေးများကြောင့်ငတိနဲ့မိစိန်နေ့စဉ်တကြက်ကြက်အမှန်ဆိုရရင်တော့မိစိန်ရဲ့ဘဝကလင်းရှိမုတ်ဆိုးမှပမောင်းရှာချပပပါလီတယောက်ထွင်ကားတယ်လူလားမမြောက်သေးတဲ့တာငယ်ကိုတော့ငတိကထိမ့်ပြီပေါ့မရောအစစရရမိစိန်ဆိုတော့လေငတိနားမခံတော့မြည်တွင်ခြင်းမော်မိစိန်ရဲ့အလွန်မရှိတော့ပါဘူး လောကတော်တွေကိုငတိရောက်တော့နေထမ်းတစ်ပြောက်တောင်ရောက်နေခဲ့ပါပြီယခင်အဖို့တသိန်းနဲ့လောကတော်ကိုတော်လေထွက်လေရှိတော်လေဒီတစ်ခါတော့ငတိတယောက်ထဲပါအဖို့ဆိုလို့တောကျော်သာပါတယ်တောကျော်ကငတိမွေးထားတဲ့ခွေးဖြစ်ပါတယ်ငတိတော်လေထွက်တိုင်းတောကျော်ကအမြဲပါတယ်ဒီတစ်ခါငတိတယောက်အစီအစဉ်မရှိပေတောလေထွက်ခဲ့ခြင်းဖြစ်ပါတယ်မိစဉ်ရဲ့မြည်တွင်တောက်တင်းမှုတံကိုနားမကန်နိုင်တာကြောင့်လောကတော်တွင်ကို ရှောင်ပြေးလာခဲ့ခြင်းပဲဖြစ်ပါတယ်။ငတိမပါလာကလောက်လေးကလေးဒီတမတူတစ်ချောင်းနဲ့ထမင်းတစ်ထုပ်ကိုမလိုက်နဲ့မထည့်ပြီးတော့လွှဲလာခဲ့တယ်။လောကတော်မှာရှင်မြောက်ယုံတရေစက်နဲ့တော်ဝံမြပေါ်တယ်။တော်တွင်မှာအင်းအိုင်များရှိကြကြောင်းရေမှုစုလေးလှုပ်လို့ရပါတယ်။ယင်းဒီမှာလောကတွင်၌တနေ့ကိုအချိန်ဖြုန်းရံအတွက်ငတိစေကူထားပါတယ်။လောကတော်ဟာတော်ကြီးမြန်မဲမဟုတ်တော့လေတော်ထူတယ်။ တောင်ကုန်းရှုံးမြောင်များပေါ်တာကြောင့်သားကောင်းငယ်လေးများကျင့်လေကျစားပါလေ။ဒါကြောင့်ရှာတဲ့ဖွေးတဲ့သူဖို့လောကတော်ကထမင်းအိုးတဲ့ဖွေး။ဥသောပထမငတိကတော်စမနေလို့မြေပြူတောင်ဘက်ကိုဥတီလိုက်ပါလေ။မြေပြူတောင်မှာတောင်ကောင်းငယ်လေးများ ပေါ်များတယ်။မြေပြူတောင်ကိုရောက်ရင်တောင်နာမောင်းတစ်ခုနဲ့ကတိရှုကိုဖြတ်ကျော်ရပြန်ပါလေ။သွားနေရခီးမို့ငတိတို့အပံမကြည့်တော့။အစင်းပြေခြင်းတော့ကတိရှုအစင်းမောင်း ောချက်တကောင်ရလိုက်ပါတယ်။မြေပြူတောင်တက်မြောက်လေးကျောတကောင်ထပ်ပြီးတော့ရတယ်။အချင်းတို့တွင်မှာဟင်းစားလေးမျိုးကိုလွယ်ကူစွာရလိုက်သဖြင့်ငတိတယောက်မိစိမ့်နဲ့ကတောက်ကဆဖြစ်လာတာကိုတော့မိပြောက်သွားတယ်။ဒီလိုနဲ့မြေပြူတောင်ပေါ်ကို ရောက်ရှိလာခဲ့တယ်။မြေပြူတောင်ဟာလောကတွင်မှာအမြင့်ဆုံးတောင်ဖြစ်ပါတယ်။မြေပြူတောင်ပေါ်မှာကြည့်လိုက်မယ်ဆိုရင်လောကတော်အလုံးနဲ့ပဝင်ကျင်းမှာရှိသောကျေးရွာလေးမျိုးကိုမြင်နိုင်ပါတယ်။ ီပီတောင်ပေါင်းအထိကခိတခဏနာပြီးဘောလာတဲ့ထမင်းတို့ကိုဖြည့်လို့ဝမ်းဖြည့်လိုက်တယ်။ဘိုးရဲထမင်းကိုဒေါ်ကျော်ကဆက်ပြီးတော့ရှင်းနေ။အချင်းကနေတောင်ကောင်းပေါ်ရောက်နေပါပြီ။ဒီနောက်ီပီတောင်ရဲ့ရှေ့ဘက်မှာရှိသောဂုံမင်းရှုကိုဥတီပြီးတောင်ပေါ်မှာငတိကဆင်းလိုက်ပါတယ်။ဂုံမင်းရှုကိုကြော်လိုက်တာနဲ့လှုပ်ခေါကံကိုရောက်မှဖြစ်ပါတယ်။ဒေါ်ကျော်ကတော့ငတိရဲ့ရှေ့မှာဥဆောင်ပြီးဂုံမင်းရှုကိုဆင်းသွားပြီးဖြစ်ပါတယ်။ တောင်အစင်းကိုငတိကပိုးပွားစွာဆင်လာခဲ့တယ်။ရှေ့တခွေရောက်တဲ့ခါမှာဂုံမင်းရှုကိုမြင်ရပြီးဖြစ်ပါတယ်။ယုဒိရဲ့ဆိုသလိုတိုးကျော်ရဲ့ဟောင်းတန်းကစူးစူးဝါးဝါးပေါ်ထွက်လာခဲ့တယ်။တိုးကျော်ဘဲရောက်ကိုမြင်လို့စူးဝါးစွာဟောင်းနေရတယ်လေ။အဲ့ဒီတွေ့ကြောင်ငတိကခက်သွက်သွက်ပြင်ဆင်လိုက်ပါတယ်။တောင်စင်းရဲ့အကွေလမ်းမှာလူတော်ကြီးတယောက်ကိုငတိတွေ့လေရတယ်။အထောက်ကြီးထုံငယ်များနဲ့တက်သားစီတလုံးကိုအဘိမာချပင်းတစုံတယောက်ကိုစောင့်နေတဲ့ဟန်နဲ့ မှတ်တရနေပါတယ်အဲ့ဒီလူစိမ့်ကို တောကျော်ကပူတုံခေါ်တုံပြုပြီးအသည်မဲဟောင်းနေခြင်းဖြစ်ပါတယ်ခြေတံကြားလို့လာတာမသိငတိထံကို လူစိမ့်ကလှည့်ကြည့်လိုက်တယ်လူသွားကြီးရဲ့မျက်နှာကငတိကိုတွေ့လျက်လို့အားရဝမ်းသာဖြစ်သွားတယ်ဟန်ဒါပေမဲ့ငတိဘို့တော့ကောင်းနှပန်းကြည့်သွားကြရပါတယ်မှန်ပါတယ်လူသွားကြီးရဲ့တွင်မြင်ကငတိတို့ပုံဝင်ပြည့်စရာကြည်စမ်းပါဦးအရက်က၆ပြီရောညုံမောင်းတော့အသားရင် ရောင်ရဆောင်ထုံးပြီးဗလာကျင်းလျက်ရှိတဲ့ကန္နာကိုပေါ်မှာဒုက္ခမင်းကြောင့်များကပြည့်နှက်လျက်ရှိနေပါတယ်။အောက်ပိုင်းကတော့ပစိုးတောင်ရှိကိုကတောင်ကြိုက်ထားလျက်ဒီလိုပုံစံထူးတွေကိုတွေ့လျက်တော့ငတိကောင်းကြီးသွားသည်မှာအဆိုးတော့မဆိုးတော့အစင်တင့်လိုက်တာနောင်ကြီးရဲ့ကျုပ်ဒီပစ္စည်းတွေနဲ့မနိုင်မနေဖြစ်နေလို့တစိမ့်လောက်အကူကြီးပေးပါဦးဗျာလူသားကြီးကသူ့ရဲ့နေမှာရှိနေတဲ့ပစ္စည်းပုံကိုပြပြီးအတောင်ဝါကြီးနဲ့ငတိကို အကူအညီတောင်းလဲပါတယ်ဒီလိုဆိုတော့လေငတိမနေတော့တော်တော်ကြီးတွေးမနေနိုင်တော့ဟုတ်ရပါတယ်ဆရာကြီးကျွန်တော်ကူညီပါမယ်ပြောပြောဆိုဆိုနဲ့အထုပ်ပိုးတွေကိုငတိထံပို့လိုက်တယ်လူသားကြီးကလည်းတသားစီကြီးကိုဘကောမောကိုလွှဲတင်ပြီးဂုံမင်းရှုကိုဆင်းတဲ့လမ်းတိုင်းရှေ့မောက်ဦးဆောင်လို့ရှောက်လန်းသွားပါတယ်တောကျော်ကတော့နောက်ကနေစူးစူးဝါးဝါးဟောင်းပြီးတော့လိုက်ပါလာစေခြေလမ်းကျကျနဲ့ရှောက်လန်းနေတော့ လူတော်ကြီးကြောင့်ငတိနောက်ကနေမြည်အောင်မနေလိုက်နေရပါလေ။ဂုံမင်းရှိုးတွင်းကိုရောက်တဲ့ခါမှာလူတော်ကြီးကိုငတိမိလာခဲ့တယ်။ငတိရဲ့ဖြစ်ကောင်ကိုကူညီတဲ့သူကိုဘယ်သူဘဝဆိုတော့ကိုမသိရသေးပါဘူး။တန်းနဲ့ဆရာကြီးကျွန်တော်ဘယ်ထိလိုက်ဖို့ပြရမလဲဗျ။ဒီရှိုးကိုကြော်ရင်ရောက်ပါပြီဗျာ။ဟိုမှာကျုပ်တို့လူတွေစောင့်နေပါတယ်။လူတော်ကြီးကအဖြေပြန်ပေးပါတယ်။ဒီလိုဆိုတော့လေငတိဖို့လမ်းတင်နေပါတယ်။မကြမင်းငတိတို့နေရာကို ကုံမင်းရှူကို ကြော်လာခဲ့တယ်။ရှေ့ဆိုရောက်ပြီဗျ။လူတော်ကြီးထံမှအတန်ထွက်ပေါ်လာတယ်။ငရီကဘဝင်းကျင်ကိုအကေခံလိုက်ပါတယ်။လူတော်ကြီးညွန်ပြနေတဲ့နေရာမှာမိကိုလိုလို မြူးလိုလိုမြောင်းရှစ်တန်လိုနေပါတယ်။အဲဒီမိကိုမြူးမုံများဖုံးလွှမ်းနေတော့တူလန်းလေးကိုတူဝိဖြတ်ကျော်လိုက်တဲ့နေ့စိတ်ငနဲ့ယုတ်ရရဲ့အီလာတဲ့ကြောင့်ငရီကောင်းကင်ကိုမော်ကြည့်လိုက်ပါတယ်။ကောင်းကင်တစ်ပြင်လုံးတီနောင်မဲများဖုံးပြီးတော့နေရောင်ကိုတော့မမြင်ရတော့ နတိစဉ်းစားရကြတော့ပါလိမ့်။ရာတီကတပူတွေတပောင်းလား။တို့ပေမဲ့အဲ့လိုအခါသမယမောင်ဓမ္မထုပြီးတော့အဘက်ကြောင့်တိမ်သားတွေကျူနေရတယ်လေ။အတွေ့တော်မဆုံးလိုက်ပါ။မြန်ရိုင်းမြန်ဝင်းရနေတဲ့ပြန်ငယ်တစ်ခုတွင်ကိုရောက်ရှိလာခဲ့ပါလိမ့်။ပြန်တွင်မှာရှိတဲ့မြေမြမောင်မောင်လူ၂၀ခန့်ဟာတူဦးချင်းထိုင်နေသူကထိုင်မတရရသူကရက်ဝိုင်းဖွဲ့စကားပြောနေသူကပြောနေပုံစံအနေထားမျိုးမျိုးနဲ့ရှိနေတာကိုငတိတွေ့လေရပါလိမ့်။ ကျေးဇူးပါပဲနောင်ကြီးဟာနောင်ကြီးကူကြီးတို့ဒီကိုအချင်းမပြန်ရောက်တာနောက်မဆိုရင်ဒီချင်းရောက်မှာမဟုတ်ဘူးဗျနောက်ကြနေဘုံမင်းကကျုပ်ကိုကျင်းတည်ပြစ်ဒဏ်ပေးမှာဗျကေးနောင်ကြီးလက်ခဏနားပါဦးပြီးမှလူရခိကိုဆက်ဖို့ကျုပ်လည်းပြန်ရောက်ကြောင်းဘုံမင်းစီကိုတရင်တော့ပို့လိုက်အောင်မဟုတ်လားလူတော်ကြီးကသူ့ကဲ့သို့စကားဆိုပြီးဘုံမင်းဆိုသူထံကိုခတ်တုတ်တုတ်ရှောက်လန်းသွားနေပါလေလူတော်ကြီးကိုငှက်ထိပ်အဖြစ်ပြန်မပေးနိုင် တကယ်လဲမောနေတာကြောင့်ထိုင်ပြီးတော့နာနေလိုက်ပါလိမ့်သို့တော့ငတိစေးလေမနာနိုင်ပါလူတော်ကြီးတိုက်တဲ့ပဝင်းရှင်ကိုတတိထားပြီးတော့ကြည်လိုက်မိတယ်ခဏနေတာကလောကတော်တခွင်ကိုခြေရချင်းထောက်ဒေါ်လေထွက်ခဲ့ဘူးတော့ငတိတယောက်ယခုရောက်ရှိနေတဲ့နေရာကိုမရောက်ဘူးမမြင်ဘူးကေတို့မြတာမကောင်ဒီလိုလူတော်ကြီးများကိုလေငတိတစ်ခါမှမြင်ဘူးကြုံခဲ့ဘူးခြင်းမရှိပါ လူတော်ကြီးများရဲ့ပုံစံက တော်လိုင်းရေးသမားများကဲ့သို့ဖြစ်နေပါれမှန်ပါれပုံမင်းဆိုသူကိုလည်းကြည်ပါဦးနော်ချက်ဝင်းညုံမင်းမောက်ရှူနေရွက်ကဂရိပါကိုချက် ရွှေကြီးနောက်ွက်ပေါင်းပြီးရွှေကြီးတို့ဥကော့ချင်းင်းလေးကိုဝတ်ဆင်ပြီးကျောက်စီရွှေပင်းချထားတဲ့ဓာကြီးကိုမှန်ပါပါကန့်ဆွဲထားလျက်အတွင်ထုမြင်ထုနေတဲ့မြေခွင်းကိုကြည့်လို့လူတော်ကြီးတိုက်ထံပေါ့မောက်ငှတိမခွာနိုင်သေးပါသိမကြလိုက်ပါ လူတော်ကြီးတို့ ငါထီးရဲ့နေ့ကိုစုပြုံရောက်လာခဲ့ပါတယ်။ကဲရောင်းရင်ခကြီးမဆက်ခင်ကျုပ်တို့နဲ့တစ်ခွက်တစ်ဖလောက်လောက်မော့သွားပါဦး။ငါထီးကူညီပေးခဲ့သောလူသွားကြီးကဖိတ်ခေါ်လိုက်ပါတယ်။အခုမှငါထီးတဘောပေါက်တယ်။လူသွားကြီးထမ်းလာတဲ့တက်သားစီကြီးဟာအရက်စီကြီးပဲဖြစ်ပေလိမ့်မယ်။မိဖြစ်ဆွေဖြစ်ပေါ့ဗျာ။ရောင်းရင်ပေါ်လာတဲ့မြည်တယ်နဲ့ဆိုကျုပ်တို့ဝိုင်းမြိုင်းမီပေါ့ဗျာ။လူသွားကြီးတယောက်ကငါထီးရဲ့ပလိုင်းထဲမှာရှိနေသောမြောင်းနဲ့တောချက်ကိုကြည့်ပြီး ထို့ကဲ့သို့စကားဆိုပါလေငတိမငင်းတော့လူတော်ကြီးရဲ့လက်ကိုအပ်ပြီးတခွက်တစ်ဖလားဝင်းပြီးတော့မော်လိုက်ပါလေပြင်းလိုက်တဲ့အရာရင်လေးလူမတလူတော်ကြီးမြတ်ကအာကျင်ပြီးဖို့ပြီးတော့မြောင်းတဲ့ချက်ကိုမိဖို့အမွှေးနှုတ်ကရင်ကိုခွဲလို့ချက်တင်မာတော့တယ်မိကတော့ဟုံဟုံလူတော်ကြီးမြတ်ရဲ့ဒီမောတကတော့အောင်တချင်းဆိုသူကဆိုတောက်သူကတောက်ကာသူကကလောက်ကတော်လုံးချစ်ချင်တယ်ဖြစ်လို့နေပါလေ ဲ့ဒီတယောက်ဟမ်မဆောင်နိုင်ယွန်းတွင်းတွင်ဖြစ်မနေနိုင်တော့လူတော်ကြီးများနေသူလက်ချင်းဆက်ပြီးတော့တစ်ခွက်ပြီးတစ်ခွက်တောက်လိုက်ကလိုက်လူလိုက်လိမ့်လိုက်နဲ့နောက်ဆုံးမှာငါတိရဲ့မြင်းအာယုံတစ်ခုလုံးလုံးဝအမောင့်ကျသွားပါတော့တယ်ကြီးငယ်တို့ရဲ့အော်မီတန်လေးများငါတိရဲ့နားတွင်ကိုဝင်လာခဲ့ပါတယ်လင်းနွေရဲ့အထီးတွေကိုစတင်ခန်းစားလိုက်ရတယ်ငါတိလူလဲထပြီးပဝင်းချင်းကိုကြီးကန်းတောက်မောက်ကြည့်လိုက်တယ် မိဘဟောင်းတစ်ခုဆွေမြေစာပြုတ်နေတဲ့ပလိုင်နဲ့လေးကွာတစ်ချောင်းကိုငတိတတိပြုတ်လိုက်မိတယ်။တစ်ဆက်ထဲမှာပဲသူ့ရဲ့တွေ့အာယုံထဲမှာလူထွားကြီးတစ်စုနဲ့ပြင်းချက်ချက်တီးရတာဒါတွေထားတော့ငတိအပြန်လန်းကိုဥတီလိုက်ပါလိမ့်။မှန်ပါလေ။မိဘဝင်းတောက်နေတဲ့မျက်လုံးအစုံနဲ့ခေါထောက်ပြီးစောင့်ကြည့်နေမယ်ဇနီးဖြစ်သူမိစင်ရဲ့မျက်နှာကိုပြင်းမြင်လိုက်တော့ကြောင့်ဖြစ်ပါလိမ့်။ငတိတယောက် လော်ကားရွာတွင်ကိုရောက်ရှိလာခဲ့ပါတယ်။ရွာရဲ့ခင်းကျင်းတဲ့မြင်ကွင်းများအလုံးမြက်လက်ပြလိုက်တဲ့ကဲ့သို့အပြောင်းလဲကြီးပြောင်းလဲလို့နေပါတယ်။မိမိနေခဲ့တဲ့အိမ်ဝိုင်းကိုတော့ငတိရှာမတွေ့ဖြစ်နေပါတယ်။အသေးချာတတိထားပြီးကြည့်မိတော့ရွာရဲ့ခင်းကျင်းဒေသပြောင်းအောင်တမကောင်ရွာမှာရှိတဲ့လူမျိုးအလုံးကိုလည်းငတိကမတွေ့ဘူးမမြင်ဘူးဖြစ်နေပါတယ်။မှန်ပါတယ်။တရွာလုံးကလည်းငတိကိုလူတူးလူစမ်းတဲ့ဘွယ်ဝိုင်းအောင်ကြည့်နေကြပါတယ်။ အဆိုတော့မဆိုတော့ငတိရဲ့ပုံစံကတော်တင်တော်လူရိုက်တူနဲ့မချတော့ပါဆွေးမြေ့စာပြုနေတော့ဟင်းကြီးမဆိုတော့ကအပိုင်ပိုင်အပြည့်ပြည့်ရှင်လျံနေတော့သပင်နှုတ်ခမ်းမွေးများကလည်းငတိရဲ့ပုံစံကိုမကောင်းဆိုးဝါးတကောင်းကဲ့သို့ဖြစ်နေပါတယ်ဒါကြောင့်ငတိရွာတဲ့ကိုဝင်တာနဲ့ခွတ်တစီစီဖြစ်နေခြင်းဖြစ်ပါတယ်ဒါရီကငတိအတွက်ပြဿနာမရှိလောက်အရေးကြီးတာကမိမိရဲ့အိမ်ဝိုင်းနဲ့ဇနီးတဲ့မိစိတ် နောက်သားဖြစ်သူဖို့တော့ထိုရများဘေးရောက်ကုန်တော့ကိုငတိတယောက်နဝေတိန်အောင်ဖြစ်နေပြီပါလေငတိမေးပါလေငတိရဲ့မေးခွန်းကိုတရွာလုံးကတိတိကျကျအဖြေပြန်မပေးနိုင်ငတိခေါင်းရှုပ်လာတယ်ခေါင်းထဲမှာလက်ကနေထွက်လာတဲ့အကြံတစ်ခုကြောင့်ဦးဆိုင်ရဲ့ဆိုင်ကိုအပြေးတစ်ပိုင်း ခြေလက်နဲ့ငတိရှောက်လန်းလိုက်ပါလေဦးဆိုင်ရဲ့ဆိုင်ကိုရောက်ပါပြီဆိုင်ရဲ့အခင်းချင်းကမပြောင်းပါပြောင်းနေတာကဆိုင်မှာခင်းကျင်းထားတဲ့ပစ္စည်းများ ဒါသာမကဝိတူရိယဘီအမကြီးနဲ့ကျော်ဘင်းရဲ့ရုပ်ပုံကားချက်များနေမောင်းဘူဘွားကောင်းပေါင်းမြန်မာဝိုင်းတက်ထားတဲ့ပုဂ္ဂိုလ်ကြီးတူနဲ့ကျတိကောင်းပေါင်းမြန်တပြေချိုချိုရှိနေတဲ့ပုဂ္ဂိုလ်ကြီးတူရဲ့ရုပ်ပုံကားချက်တို့ကနေရာယူထားပါတယ်အဲ့ဒီပုံကားချက်တို့ရဲ့အောက်မှာနိုင်ငံတော်သမ္မတကြီးနိုင်ငံတော်ဝန်ကြီးချုပ်ဆိုသောစာတမ်းများကိုရေးထိုးထားပါတယ်ငတိကောင်းရှုပ်တဲ့ရှုပ်ပါပြီပြစ်စုံပန်းချင်းတွေကို ငတိမန်းစားလို့မရတော့ဥစ္စာလည်းမရှိတော့ဆိုင်မှာရှိနေသူတွေကိုလည်းငတိကောင်းကောင်းမသိငတိရဲ့ဖြစ်ကမိမိရောကိုကဘာတစ်ခုမှ ပြင်ရောက်လာတဲ့ကဲ့သို့ဖြစ်နေပါလေအဲ့ဒီချိန်တွေမှာလက်မတော်ဝိတချောင်းကင်ဆွေးထားတဲ့အသက်80ကျော်အဖိုးအတူရောက်လာပါလေအဖိုးကမုံကြီးဝေဝါနေတော့မျိုးလုံးအစုံပေါ်ကို လက်တင်ပြီးတော့စူးစမ်းတဲ့အကြည့်နဲ့ငတိကိုအသေးချကြည့်တယ်နောက်တစ်စုံတရားကိုစဉ်းစားတဲ့ဟန်နဲ့ ောင်းတင်းငင်းငင်းလုပ်ပါလေပြီးတော့မှအင်းမောင်ရင်ကငတိဟုတ်တယ်မဟုတ်ဘူးဆိုတော့ကတော့အဘအနေနဲ့ဖြည့်ရှင်းချက်မထုတ်လို့ပါဘူးကွယ်အဘတိတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကဒီရောမှာငတိဆိုတဲ့လူတစ်ယောက်ရှိခဲ့ဘူးတယ်ကွယ်တတိတော်လော်ကတော်တယ်တော်လေထွက်မယ်ဆိုပြီးသူ့ရဲ့ခွေးနဲ့ထွက်သွားလိုက်တော့အခုချိန်ထိရွာကိုပြန်ရောက်မလာတော့ဘူးသူ့ရဲ့ခွေးကတော့ရွာကိုပြန်ရောက်လာပါရဲ့ တို့များယောဂလူတွေကလည်းလောကတော်တော်လုံးအနှံ့လိုက်ပြီးတော့ရှားကြပါရဲ့ဒါပေမဲ့မတွေ့လို့လက်လျှော့လိုက်ရတယ်သူမိမမိစိန်လေးသူစိန်နဲ့တချောင်ချောင်ဖြစ်ပြီးသေးပါရောလားသူသားဖိုးတော်ဆိုတဲ့ကလေးတယောက်တော့ရွာမှာကြံခဲ့လေဖိုးတော်လည်းသူ့ဖေငထီးလို့ပါပဲအလုပ်ကိုမေမေရရမလုပ်ဖင်းသူမြတ်လုပ်တွေနဲ့ပဲရှော့ပြီးလုပ်နေလို့သူမိဘတွေပိုင်းနဲ့လက်ရင်လက်ငုတ်လက်ရဥယင်ချမ်းမြေတွေသူမြတ်လက်ထက်ကိုရောက်ကုန်ပါရောလား ဒီကလေးလေးငတိလိုပဲစိတ်ရင်းလေးကဖြူတယ်ကွတူတဘောက်ကိုအလွန်ကူညီခြင်းနဲ့ကလေးပေါ့တနာပါတယ်သူခင်မြောင်မိဘမဲ့ဘဝနဲ့နေရရှာပေးမဲ့ခက်ပြောပြောပါပဲဟောဟောပြောရင်ဆိုရင်လည်းဖိုးတော့လာနေပါပြီဒီနေရာကသူအမြဲလာပြီးတော့ထိုင်နေတဲ့နေရာလေအဖိုးညွှန်ပြတဲ့လူငယ်လေးကိုငတိကြည့်လိုက်ပါလေအံ့ဖွယ်ကောင်းလေးစွာလူငယ်လေးရဲ့မျက်နှာသွင်းမြင်တဲ့ကိုလုံးကိုယ်တွေကငတိနဲ့တထီရတယ် ငတိရဲ့မျက်လုံးများပြဝေသွားပါတယ်။ငတိကလူငယ်လေးနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးတော့သူ့ရဲ့ဖြစ်တဲ့နေ့ကိုစက်စုံခင်ပြသွားတယ်။သို့တော့အကြောင်းဆုံးရှင်းပြတော့လေးဖို့တော့ဖို့စိတ်ရည်မလဲရှောင်းသူ့ရဲ့ဒီကသူ့ဖေးငတိတယောက်လွင်ငယ်သောနှစ်ပေါင်း20ခန့်ကလှုပ်ကတော့နေတဲ့မှာစုံပါသွားခဲ့လေးပြီ။ဒီအကြောင်းကိုမိခင်ဖြစ်သူမဆုံးပါခင်ကပြောပြခဲ့ဘူးလေ။တကြောင်ငတိရဲ့စကားများကဖို့တော့အတွက်အယူစကားများပါမှာ။ဘာကြောင့် မိမိရဲ့ဘဝနေချင်းညာချင်းပြောင်းလဲသွားတယ်လေငတိစဉ်းစားလို့မရတော့ဆိုင်တွင်းထဲမှာရှိနေတဲ့ပြက်ကရင်တစ်ခုစီကိုငတိမျက်စိရောက်တော်ပါတယ်ပြက်ကရင်ကခရစ်နှစ်1949ခုနှစ်ကို ဖော်ပြလို့နေပါတယ်ငတိရောက်ရှိနေတဲ့ခုနှစ်ကိုစိတ်တွင်းနဲ့တွက်လိုက်ပါတယ်အနှစ်20အဲ့ဒီအနည်း20တွင်းထဲမှာမိမိပဲရောက်နေတယ်လေလောကတော်တွင်မှာတတင်းကအိပ်ပျော်ခဲ့ပြီတော့ငတိတယောက် အင်္ဂလိပ်ပြည်တော်ကိုလည်းမသိဂျပန်ခေတ်ကိုလည်းမသိဂျပန်ပြန်ပြေးလို့အင်္ဂလိပ်ပြောင်းဝင်ကောင်းမြန်မာပြည်လွတ်လပ်ရေးရရှိနေကြောင်းကိုလည်းနားမလည်မှန်ပါလေမိမိတို့တင်းကဟာပြည်စုံပဘောမောင်အနည်း20ကာလကိုရောက်ပြီးလမ်းစာပြောက်ခေရှာသောငတိရဲ့ဖြစ်က ပြောမယုံကျုံဘူးမှတည်တကယ်တို့ဖြစ်နေပါလေလောကရွာလေးကလည်းတနေ့ဝေတနေ့ထွက်နေဆက်လက်ရှင်တန်တဝင်နေစဉ်လောကဘုရားလေးကလည်း စုံကြီးစံကြီးရထမြောင်စိုက်ဝင်ထွက်ခွာနေစဉ်အပြောင်းလဲဆိုသောရန်တရာ ကာလကြားထဲမှာထူးခြားစွာ နှစ်ပေါင်း20ကာလကိုတတင်းကတွင်ကုန်းပေါက်ဖြစ်ကျော်ခဲ့သောငထီတယောက်တနစ်ခန့်ကြမှာလောကားရွာမှာပဲစုံပါသွားခဲ့ပါသည်သူရဲ့ဖြစ်ကိုနှောင်းလူတို့ကတဏှာတစ်ပွေပုံမြင်ဆန်းဆန်းပြောသမှတ်ဖြစ်ယနေ့တိုင်ပြောဆိုနေကြသည်တကယ်အရင်စစ်ကြည့်တော့ငထီရဲ့ဘဝတတင်းကတွင် ပြောင်းခဲ့ရခြင်းမော လူသားကြီးမြတ်ရဲ့သေးကြီးတစ်ခွက်ကြောင့်ပါလေကောင်။စာကျွင်အင်္ဂလိပ်မြန်မာပထမကြီးကျယ်စစ်ကလကျိတ်ကလေးဖျက်ကို တိုက်ပွဲဖြစ်ပွားစဉ်တွင်မြန်မာစစ်တီတော်မြောင်လှော်ကားတော်တွင်မှစကန့်ချတက်ဆွဲခဲ့ပြုတယ်လို့ရှေ့စကားရှိခဲ့ပါလေ။စာရေးသူဟုတ်ကဲ့စေဝန်သောပွဲထူးခြားဆန်းကျင်တဲ့ရင်ဘူကမီယာဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပြီးတဲ့နောက်မှာတော့ကျမ်းမာရေးစစ်လက်ဆောင်စီစဉ်လေး ရောက်ရှိလိုလာခဲ့ပါပြီ။ဒီနေ့တင်ဆက်ပေးမှာကတော့တောင်ငင်းငင်းအောက်ပိုင်းရှင်တောင်းဆိုထားသောကောင်းမဖြစ်တဲ့တက်ပွေစင်ကြီးလေးသိရင်ကြောပြပေးပါ။နာရာရှိဖြစ်နေလို့ပါဆိုပြီးတောင်းဆိုထားတဲ့တွက်ဆရာကြီးအေမီကျော်ဝေရေးသားထားသောဓာတ်နဲ့ပွေတွက်စင်ကြီးတလဲလို့မြည်ရတဲ့ကျမ်းမာရေးဆီလက်ဆောင်အစီအစဉ်လေးပဲဖြစ်ပါတယ်။ပွေတွက်စင်ကြီးတလဲလူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ပေါ်လရှိသောပွေယောဂအတွက်မြမတို့ရဲ့ပွေစည်းတလက်ကို ဖော်ပြလိုပါတယ်။စေနီမှာဩန်ဒီရဲ့အတွင် အခွင့်အမာ၆ကို ယူပြီးတော့မိရှုပါ။၎င်းရဲ့အခွင့်မထွက်သော အစီကိုဒါနဲ့တော့၎င်း၊တံပြားတစ်ခုခုနဲ့တော့၎င်းတွေ့ယူပြီးပွေပေါနေတဲ့အနာကို ရေးနဲ့တေချာစွာဆေးပြီးတော့မှနှိပြနဲ့ချက်ပါ။၎င်းရဲ့အနာဘောကိုတွေ့ယူထားသော အုံခွင့်အစီကိုတုတ်လိမ့်ပေးပါ။ဒါနဲ့လျှင် နှစ်ကြိမ်သုံးကြိမ်သုံးလေးပြေးခြင်းနဲ့သုံးရက်တွင်အပြည့်ပြည့်စေွားတယ်ဓာတ်နဲ့ပွေးတွက်စီတလံဥကောင်းမဓာတ်ပေါင်းချံပေါင်းပွေးပေါတဲ့သူတွေအတွက်မခတ်စေအောင်စိတ်နည်းတစ်ဖြောင်းပေါင်းအုံထဲပင်မှလက်ဖြံရွေအကိုင်းတကိုင်းကိုခုတ်ပေါင်းခုတ်ပြီးရင် တတောင်းတတောင်းခန့်ဖြတ်ပေါင်းအတွင်းမှာအနှစ်ကိုထုတ်ပြီးအပွေးခောက်ကိုရယူပေါင်းအထက်အောက်မှာတွေ့မြင်ရသောခေါင်းပေါက်ဝါကေတို့ဖြစ်ပြီးဆိုရင် ထိတ်တစ်ဖက်ကိုနှိကျိုးနဲ့ခိုင်အောင်ချီပါ၎င်းတော့ကြည်တော့ပုံသံတွင် ရေးစည်းထားတဲ့ကောင်းချင်းဆံကိုတက္ကသီ၍ထည့်ပြီးတော့ကောင်းချင်းကြည်တော့ဖုတ်တဲ့ကဲ့သို့မိဖုတ်ပါ ကျက်ပါကပူပူနွေနွေစားပါတနေ့ပြေပေါတဲ့ဒူတော်လင်းစားရပါမယ်နှခါသုံးခါပြုလုပ်ပြီးစားခြင်းဖြင့်မကုံမဖိရပေတနေ့ပွေရောက အမြင့်ပြတ်တတ်သားစီပါလေဟုတ်ကဲ့စိုက်သူဆရာကြီးနှစ်ယောက်ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားပွဲထူးခြားဆန်းကျင်သဲရရင်ဘူကမ်ဘီယာဖီအမ်ဇလန်ကောင်းလေးကိုဘောင်းမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါပြီးနားဆင်ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ဆွေးချက်တွေကိုညင်သွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှိနှုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူက အလေးထားပြီးတော့စာပြန်ပေးနေပါပြီ။စာဖတ်တော့ဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာမီဟော်ရာ channel လေးကနေထူးခြားစံချိန်၊လှုပ်ဝါစံချိန်၊လေရရင်ဖို့ပရလောကကမ္မီယရေမတန်မှုကင်းဖြစ်ရမဇလန်ကောင်းမြတ်စွာကို နေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။